လူသေးလို့တဲ့ဒီမှာတင်းရိုင်းကုန်းမှာထားတဲ့ခေါင်းယူရွာတဲ့ဟုတ်ပြန်တယ်လူမသားရွာတဲ့သူမိလေကြတဲ့ကြောက်ကြောက်လိုက်ကြတာကိုကတော့မသိမတ်တဲ့တင်းရိုင်းကုန်းကခေါင်းရွာပြန်တယ်အဲ့ဒါကျွန်တော်တို့အထက်အကြီးတရွာပဲရှိတယ်ပြောရင်မပြောဘူးဒါနဲ့ကျွန်တော်တို့တွေလှူဖို့လို့ပြောကြတဲ့အခါကျတော့ကျွန်တော်တို့တွေတကယ်လှူနေတဲ့အခါမှာကျွန်တော်တို့တစ်တာတွေကပတ်စံတွေထုတ်သုံးတဲ့အခါမှာကျွန်တော်တို့တကယ်ပြောကြရလား တကယ်စားဖို့လို့ပြောပင်냐တော့လေတကယ်စားရတဲ့နေရာမှာကျွန်တော်တို့တစ်တာတွေကပတ်စံတွေထုတ်သုံးတဲ့အခါမှာကျွန်တော်တို့တကယ်ပျော်ကြရဲ့လားဆိုအားလုံးမင်္ဂလာပါရှင်စံလေးရဲ့ YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်အခုစံလေးတင်ဆက်ပေးမဲ့ဗီဒီယိုလေးကတော့လုံးဝကိုထူးဆန်းတဲ့ view file လေးပဲဖြစ်ပါရရှင် view file နဲ့မှဆိုလို့ရှင်တော့အတုပသွားချတဲ့နေရာကနေပြီးတော့နော်ဒီအခောင်းကိုရွာတွေကိုပြန်သေးလာတာပဲဖြစ်ပါရရှင်မြန်မာပြည်ရဲ့အယူအဆမှာနော်ရွာအပြင်ကတည်ပြီးသားအလောင်းကိုတောင်မှနော်ဒီရွာတွေကိုတည်ဝင်မပေးဘူးရှင်ရွာနာလိမ့်မယ်ဆိုပြီးတော့ပြောကြတာရှင်အခု view file နဲ့မှ ါဆိုလို့ရှင်တော့တုတ်တံမာဒီမီးတင်းတကြူပြီးတော့အလောင်းစင်ကိုနော်အလောင်းစင်ကိုပြန်ပြီးတော့ဒါရွာတွေကိုပြန်ထန်းလာတာရှင်ဘလောက်တောင်မှထူးဆန်းလိုက်လဲနော်ဘလိုမျိုးလုံးရက်တွေကနော်ဒါအယူသီးရလို့လည်းပြောရရှင်ဘုံဝါကိုသူတို့ကအကြောင်းအလတ်မရှိတဲ့ပုံစံနဲ့ကိုနော်ဒါပြောနေကြတာရှင်ဘဟုသူတအနေနဲ့ဒီဗျူဖိုင်လေးကိုလည်းအတူတူကြီးကြီးလိုက်ကြရအောင်ရှင်ဒါကျွန်တော်တို့ဘာလုပ်မယ်လို့ကျွန်တော်ထင်းတယ်လေနာအဲ့ဒါကျွန်တော်တို့ရွာထဲမှာခု လူသေးလို့တဲ့အဲ့မှာတင်းရိုင်းကုန်းမှာထားတဲ့ခေါင်းယူရွာတဲ့ဟုတ်ပြန်တယ်အဲ့မယုံမရှိတဲ့အဲ့လိုလူရွာထဲမှာလူသေးအယူတွေသိကြရဲ့ဘာမလုံကောင်းညာမလုံကောင်းအဲ့ဒါတွေကအယူတွေကအယူတက်တက်ပဲဖြစ်တယ်ဟုတ်မလားအဲ့လူတွေကြက်မသားတွေငှက်မသားတွေစားနေတယ်အေးအဲ့ဟုတ်မလားကြက်မသားတွေငှက်မသားတွေရွာထဲမတည်နေတဲ့ဟိုမှာပြောဟုတ်တယ်ဆားလေတို့ဟိုကနေတော့အဲ့အဖုံးလို့သေးတယ်အဖုံးအဖုံးဒါကတော့ကျွန်တော်တို့နောက်ဆုံးရောက်မယ့်နေရာပေါ့ဗျာ ခင်ဗျားတို့ကျွန်တော်တို့နောက်ဆုံးဒီနေရာမှာအဆုံးသတ်မှာမရဏလိုင်းကိုပေါ့ဗျာဒီထဲမှာကျွန်တော်တို့ဖုံဝင်အောင်အောင်ထွက်ရပေါက်ကတော့ဟုတ်ပါ့ဘောကန်ထွက်အေးအေးအဲ့တော့ကျွန်တော်ခဏကပြောသလိုကျက်မတာငှက်မတာတွေကြတော့ကျွန်တော်တို့ရွာထဲကိုသွင်းပြီဆိုလို့ရှိရင်မင်္ဂလာရှိတယ်အောင်မေးဘာဖြစ်စားမှာမဟုတ်လို့လူမတာရွာထဲသွင်းပြီလေကြတဲ့ကြောက်လိုက်ကြတာကိုကတော့မသိမတ်တတ် တေးရမှာကြောက်တယ်ကဲခင်ဗျားတို့တွေ့ဘူးလားဗျာတေးချိုင်းကောင်ကခေါင်းရွာပြန်တယ်အဲ့ဒါကျွန်တော်တို့အထက်အရင်တရွာပဲရှိတယ်ပြောရင်မယုံဘာကြမ်းမထားဘူးဘယ်လိုမျိုးကောင်းတော့ဘာဝင်လိုက်ဘူးလားဘလူးမဟေးလေပါမနော်အခိုးကြီးတော့ထားရတာတော့မနော်လေးတယ်ဆိုတော့အဲ့တော့ မင်းတို့အဲ့လိုနားတော့ဒီကဗီဒီယိုကမိနစ်တည်းရှိရောအဲ့ဒါဒီဗီဒီယိုလေးကိုရိုက်ပြတယ်ဆိုတော့ရည်ရွယ်ချက်ရှိပါတယ်ကျွန်တော်လိုင်းပေါ်ကကျွန်တော်ရဲ့တငယ်ချင်းတွေအားလုံးညီငယ်ညီမငယ်တွေအယူမသိဖို့တိရစ္ဆာန်တွေသေးတဲ့အခါကျတော့ဘာအကြောင်းပြချက်မှမရှိဘူးကျွန်တော်တို့တွေတက်ပြီးတော့စားလိုက်ကြတယ်ဘလို့အတိတ်နမိတ်မျိုးကလည်းအယူမသိဘူးလူတွေသေးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေလေအယူတွေသိလိုက်ကြတယ်ဘယ်ရင်ကမလောက်ကောင်းဘယ်ရင်ကမအပ်စားဘူးအဲ့လိုမျိုးငွားလိုက်တာပေါ့ အဲ့ဒါမျိုးမျိုးအင်းရှိရနေပြီးတော့မသားတွေဖြတ်သွားရင်လည်းလူတွေမကြိုက်ကြဘူးခြံထဲကနေမသားတွေဖြတ်သွားရင်လည်းမကြိုက်ကြဘူးဘာဖြစ်လို့လဲဆိုတော့ကြောက်ကြလို့ကြောက်ကြလို့မလုံကောင်းဘူးဆိုတော့ကြောက်ကြလို့ခင်ဗျားတို့ခြံထဲကနေဝက်မသားတွေကြက်မသားတွေဖြတ်ဆွဲသွားတာကြတော့ခင်ဗျားတို့ကြောက်ရကောင်းမှမသိအဲ့တို့တည်တို့တို့တွေသိနိုင်ပါလားလို့လဲတစ်ချက်မှကျွန်တော်တို့မစဉ်းစားမိကြအဲ့ဝက်သားပေးပေါ်ငါပေးအောင်ဟဲ့လို့ပြောဖို့ကလည်းမရှား အဲ့ကြကလေးငါရောင်ခဲပါလားလို့ပြောမဲ့သူကမရှာအဲ့တလိုမျိုးလေအဲ့တော့ဘာသာရေးမထွန်းကားတဲ့ကြေးွာတွေမှာဒီလိုအည်သူအည်အယူသီးမှုတွေကထွန်းကားတတ်တယ်အဲ့တော့အည်အယူသီးထွန်းကားတဲ့ကြေးွာတွေမှာလည်းဘာသာရေးကမထွန်းကားဘူးအဲ့လိုဘာသာရေးထွန်းကားတဲ့ကြေးွာတွေမှာကျတော့ဒီလိုအယူသီးမှုတွေကမထွန်းကားတော့ဘူးဗျာဒါလူငယ်တွေကျွန်တော်တို့ခင်မှာအဲ့ဒါကိုကျွန်တော်တို့တင်ဆိုင်ကုန်းကဖောင်းနေတလားစင်ကို ရွာရဲကိုပြန်တယ်ဘာဖြစ်လို့လဲဆိုတော့အပေါ်ဒီကုံပါဆိုလို့ဗျာတည်တဲ့သူတွေတင်းနေတော်တော်လေးကိုထူးဆန်းတဲ့ရွာပဲရှင့်တချို့ရွာတွေဆိုလို့ရှင်တော့เนาะဒီလိုမျိုးလူတီအခေါင်းကိုเนาะပြန်တယ်ဘူးနေနေတတ်တာเนาะဒီရှိရနေဖြတ်သွားရင်တော့မှတော်တော်ကြောက်ကြတယ်ရှင့်အိမ်ထဲဝင်နေကြတဲ့သူတွေကလည်းရှိသေးရဲ့ရှင့်ခေါင်းအယူသိပြီးတော့ခေါင်းနေလုံးမယ်ဆိုရင်အပေါ်ဒီကုံနိုင်လို့ဒါကြောင့်မို့လို့ပိုးမကုံအောင်လို့အဲ့ဒီပိုးကုံမဲ့ပတ်သက်ကိုကျွန်တော်တို့တနေရာမှာလှူမယ်ဗျာ ဒါလေးတွေသတိချက်ဖို့ပါပဲကျွန်တော်တို့ခန္ဓာရထိုင်သိရမှာဇာတိပိဒုက္ခဇရာပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခပိယဟိဝိပယောကဒုက္ခအပိယဟိတံယောကဒုက္ခယံပိဿနာလဘန္တိပိစုပါဒပိနခန္ဓာဒုက္ခဟုတ်လားရောင်းဒီအဲ့တော့ဒုက္ခခန္ဓာကြီးရလာရင်ဒုက္ခတွေပေါ့ဗျာအဲ့ဒါချစ်တဲ့သူနဲ့ကိုယ်ကွင်းရတာလည်းဒုက္ခမချစ်မနှင်းတဲ့သူနဲ့ပေါင်းသင်းရတာလည်းဒုက္ခ အေးငါတော့ပြောအဲ့ဒါပြောတော့ဗောအပြောသမားကတတ်တာအလုံးသမားကပြင်းမနေဆိုရနော်အဲ့ဒါမှနားပြီတဲ့ခင်ဗျားတို့ဒီမလာချရင်မနာကောင်းဘူးတဲ့ဒါမှကျွန်တော်တို့ကမနာနေတယ်အဲ့မှအဲ့ကောင်ကြီးအတရက်ခံနေပဲအဲ့ဒါတရက်ခံနေမောလို့တဲ့နားအဖေရှင်းမထွက်မပြောဘူးဗျာတို့ရှင်းမခေါင်းတွေတလားတွေချတယ်လို့ဘယ်သူမှထွက်မပြောဘူးဘယ်သူမှမကြက်ကလာဘူး အဲ့မှာတက်ကတော့လာတယ်ဗျာဘာလို့မကျခေါင်းကိုစစ်စစ်မလို့ဖြစ်ကခေါင်းကိုစစ်စစ်မလို့တက်ကတော့လာတယ်ကြရဆောခံကြွာလာရဟုတ်အဲ့တော့ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ဆရာကောင်းရှိလို့ကျွန်တော်တို့ကြည့်ရအဓိကဆရာကောင်းပဲဆရာကောင်းတပြည့်ပန်းကောင်းပန်းဆိုဘယ်လိုပန်းမျိုးတွေလဲဆိုတော့မင်္ဂလာရှိတဲ့ပန်းတွေပေါ့ဗျာဆရာကောင်းမရှိဘူးဆိုရင်ကျွန်တော်တို့ဒီလိုအတိမျိုးတွေရမှာမဟုတ် ဲ့အယူမသိချင်းဒီချမ်းသာချင်းကိုစောင်းနေဗျာအယူသိတော့ဆင်းရဲတာပေါ့ရောရလဲခောက်လာခောက်ရလဲထမ်းလာဆိုတော့ဘယ်တော့လွမ်းမို့ကောင်းလိုက်ကဲကောင်းတော့တော့မှစဉ်းစားချက်နိုင်အိမ်ရောက်ပါပြီဗျာဒါနိုင်အိမ်ပါပဲ ဟုတ်လူတွေထိုင်းနေရအော်မင်းကဒီနေရာလေးကြိုက်တယ်ပေါ့အေးပါကြိုက်ရင်ယူကောရောက်ပါပြီဟိုဒါနာရီဖြစ်တယ်အဲ့ဒါကိုကနာရီကိုင်းနေတယ်ခိုင်းလာတယ်ကားရီတဲခိုင်းတာပါဗျာအဲ့ဒါကတော့ကြောက်နေသူရှိနေရှိနေပါဆက်ချတော့ ဟုတ်တယ်နော်ဗမာလူမျိုးတွေတော်တော်များများကအယူသီးကြတယ်ရှင့်ဒါပေမဲ့လည်းရှေးထုံးလဲမပယ်နဲ့ဈေးသုံးလဲမကျွယ်နဲ့ဆိုရဲဆိုယူစကားလဲရှိသေးရဲ့လေနော်နောက်ထပ် PU5 မှာဆိုလို့ရှင်နော်ဒီဦးလေးကနော်ဒေါသမောဟရဲ့ယဟန်များနေတဲ့ဒီလူတပဝါကြီးရဲ့အကြောင်းကိုနော်ဒီချာချာလေးရှင်းပြပေးလာတဲ့ PU5 လေးကိုလည်းဆက်ပြီးတော့နားထောင်ကြည့်လိုက်ကြရအောင်ရှင့်အဲဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းလေးရတော့ဗျအမရအေးခဲတဲ့မြောက်ဝင်ရုံးစုံမှာတော့ကျွန်တော်တို့ပိုလာဝက်ဝင်နေတာ ဘရင်တဆူလို့အမတန်မအင်အားကြီးမားပေတယ်အမတန်လဲကြောက်ဖို့ကောင်းတယ်တဲ့ဘလောက်ပဲအင်အားကြီးမားပါတယ်ဖြစ်တဲ့ရှင်သစ်တွေကြားတွေจิตစ်တွေဟာဤခဲ့တဲ့ဒဏ်ကိုမခံနိုင်လို့အဲ့ဒီနေရာမှာရှင်သန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူးဒါပေမဲ့ညာဆိုလဲပိုလာဝတ်ဝန်တွေကတော့သူတို့တွေကအဲ့ဒီနေရာမှာရှင်သန်နိုင်ပြီးတော့တိုက်ခိုက်စွမ်းရည်လဲအမတန်မကောင်းတဲ့အတွက်အမတန်ကြောက်စရာကောင်းတဲ့တတဝါတွေလို့ယူဆလို့ရပါတယ်ဒါပေမဲ့အဲ့ဒီပိုလာဝတ်ဝန်တွေကိုအက်စကီမိုလူမျိုးတွေကတော့အလွယ်တကူပဲဖမ်းယူ တက်ဖြက်စားတော့နိုင်တယ်တဲ့အဲ့ဒါကတော့ဘာဖြစ်လို့လဲဆိုတော့ပူလာဝက်ဝင်နေဟာဖြန်သွေးကိုအမတန်ကြိုက်ကြပါတယ်တဲ့ဖြန်သွေးကိုကြိုက်ရတာဖြစ်တဲ့အတွက်အက်စကီမိုလူမျိုးတွေဟာဖြန်သွေးကိုဖြန်တကောင်ရအောင်ရှာပြီးသူ့ရဲ့သွေးကိုယူယူလဲပြီးတော့အဲ့ဒီသွေးကိုသွေးထဲမှာနှစ်ဖက်မှာအသွားပါတဲ့ဓာတ်တွေပရိဓာတ်လိုဓာတ်မျိုးတွေထည့်မြုပ်ပြီးတော့ခဲအောင်လှုပ်ထားပြီးတော့ခဲသွားတယ်ဆိုလို့ရှိရင်အဲ့ရေခဲပြင်ပေါ်မှာသွားပြီးတော့ပြစ်ထားလိုက်အောင်ပါပဲဘာမှအင်အားဆိုင်စီရမလိုပါဘူးတဲ့ဝလာဝဝန်တွေဟာသူတို့ရဲ့သွင်းကြည်နှံ့အောင် တမိုင်အကွာလောက်ကနေပြီးတော့ခန်းစားနိုင်ပြီးတော့တွေးကို တွေးပြီဆိုတာနဲ့သူတို့ဟာအာရပါရချိန်နဲ့တက်တာဖြစ်တဲ့အတွက်အဲ့တွေးကိုစတင်ပြီးတော့ရှာနဲ့ရက်တော့တာပဲရက်လေတွေးဟာကောင်းလာလေကောင်းလာလေရက်လာလေရက်ချင်းရက်ချင်းနဲ့နောက်ပိုင်းကျတော့ဗရိတ်အထက်မှာပါလာတဲ့ဗရိတ်သားတွေကသူတို့ရဲ့ရှာတွေကိုလှိဖြတ်နေလို့လှိဖြတ်မှမသိတော့ဘူးအေးခဲနေတဲ့အတွက်ရှာတွေကလည်းထူးပူနေတာပေါ့အဲ့ချိန်မှာသူတို့ကကိုယ်တွေးကိုကိုပြန်တောက်နေရတဲ့အဖြစ်မျိုးတွေရောက်ရှိလာတော့တာပေါ့ အရှင်မတဖြည်းဖြည်းရက်လေးလေးအရသာကောင်းလာလေးကောင်းလာလေးလေးရက်လေးလေးရက်လေးလေးအရသာဟာကောင်းလာလေးလေးနဲ့နောက်ဆုံးလေကြတော့လက်ဆက်တဲ့သူတွေကိုပါစားနေရတော့သူတို့ကအရသာတွေ့ပြီးနောက်ဆုံးမှာတခါတည်းပိုလာဝဲဝင်နေရအဲ့နေရာတွေလဲပြီးတော့တည်ဆုံးသွားပြီဆိုလို့ရှိရင်အစကီမိုလူမျိုးတွေကအလွယ်တကူပဲဖမ်းယူစားတောက်နိုင်တယ်အဲ့ဒါဒီပုံမြင်လေးကဘာကိုကျွန်တော်တို့ကိုပြောပြတယ်လဲဆိုတော့ကျွန်တော်တို့တွေဟာ အောင်မြင်မှုနောက်တွေငွေကြေးချမ်းသာမှုနောက်တွေလိုက်ချင်းလိုက်ချင်းလိုက်လေလေအောင်မြင်မှုတွေကရရှိလေလေရရှိလေလေလိုက်လေလေလိုက်လေလေရရှိလေလေနဲ့တန်တရားတွေလဲနေတတ်ကြတယ်လေထို့တူပဲကျွန်တော်တို့တွေဟာပတ်စံနေဘာကြောင့်ရှားနေတာလဲလို့မေးလို့ရှိရင်စားဝတ်နေရေးကျန်းမာရေးမကောင်းရင်သုံးဖို့နေဖို့ဝတ်ဖို့လှူဖို့တန်းဖို့လို့ခေါင်းစဉ်တွေအမျိုးမျိုးတတ်ကြပေမဲ့တကယ်တမ်းကျွန်တော်တို့ကျန်းမာရေးမကောင်းတဲ့အခါကျွန်တော်တို့တစ်တာတွေကပတ်စံနေထုတ်သုံးတဲ့အခါကျွန်တော်တို့တွေတကယ်ပြောကြရရဲ့လား တကယ်တော့ကျွန်တော်တို့တွေလှူဖို့လို့ပြောကြတဲ့အခါကျတော့ကျွန်တော်တို့တွေတကယ်လှူနေတဲ့အခါမှာကျွန်တော်တို့တစ်တာတွေကပတ်စံတွေထုတ်သုံးတဲ့အခါမှာကျွန်တော်တို့တကယ်ပြောကြရဲ့လားတကယ်စားဖို့လို့ပြောပင်냐တော့လေတကယ်စားရတဲ့နေရာမှာကျွန်တော်တို့တစ်တာတွေကပတ်စံတွေထုတ်သုံးတဲ့အခါမှာကျွန်တော်တို့တကယ်ပြောကြရဲ့လားဆိုတာကျွန်တော်တို့တခြားပြန်ပြီးတော့စမ်းစစ်ဖို့လိုတယ်အဲ့တော့တကယ်လို့သာယူရချက်နဲ့လှုပ်ဆောင်ချက်တကယ်မှန်ခဲ့မှာဆိုရင်ကျွန်တော်တို့တွေပတ်စံတွေရှာဖွေနေတာကျွန်တော်တို့သုံးဖို့ဆိုရင်ကျွန်တော်တို့သုံးနေတဲ့အချိန်တွေမှာလေကျွန်တော်တို့ပြောရမှာပေါ့ ဒါပေမဲ့ကျွန်တော်တို့တွေတုံးနေတဲ့အချိန်မှာမပြောရဘူးလေပဇံနေကုန်းသွားတာကိုပဲစိတ်ထဲမှာတတတနဲ့နှမျောနေတတ်ကြတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရည်ဝဲချက်နဲ့ရည်မှန်းချက်တကယ်မကိုက်ဘူးဒါပေမဲ့ညာတော့လေအဲ့ဒီရည်ပဇံနေရဖို့အတွက်ကိုကျွန်တော်တို့တွေဘာတွေတရေလိုက်ရတယ်လဲကျွန်တော်တို့မိသားစုရဲ့ပျော်ရွှင်မှုတွေကျွန်တော်တို့ရဲ့ကျမ်းမာရည်တွေညာတော့အဖြစ်ကျွန်တော်တို့ရဲ့အဆိုးဆုံးကတော့ကျွန်တော်တို့ကျမ်းမာရည်တွေတရေလိုက်ရတာပါပဲအဲ့တော့ကျွန်တော်တို့တွေက ပိုလာဝက်ဝင်လို့ကိုသွေးကိုမြန်ကိုပြန်တောက်နေတဲ့အဖြစ်မျိုးတွေနဲ့မြန်ဖြစ်နေမလားလို့ဒါလေးတွေကိုလည်းကျွန်တော်တို့တွေကတွေးရမှာပဲဖြစ်ပါတယ်။အောင်မြင်မှုကိုနောက်ကို လိုက်နေတဲ့အကြီးမားဆုံးအရင်းအနှီးကတော့ကျွန်တော်တို့ကျမ်းမာရေးတွေကိုယဉ်နီမြုံနှံနေကြတာပါပဲ။ဒါကြောင့်မို့လို့ပိုလာဝက်ဝင်လို့ကျွန်တော်တို့သွေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့တောက်နေတဲ့အဖြစ်မျိုးတွေ ဖြစ်မိအောင်ကျွန်တော်တို့တွေတတိချက်ဆင်ញင်ဖို့လိုတယ်ဆိုတာလေးကိုလည်းဒီကနေ့ချစ်ဆွေရလာပြီးတော့မျှဝေရင်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါဒီဦးလေးပြောသားတဲ့စကားတွေကလုံးဝကိုအမှန်ပဲရှင့်တချို့မိသားစုတွေဆိုလို့ရှင်လဲနော်အိနာဦးစီးကပတ်စံရှာနေတဲ့အတွက်နော်ဒီမိသားစုကိုအချိန်မပေးနိုင်တဲ့အတွက်ဒါပြုတ်ကွေးသွားတဲ့အိနာရည်ရည်လည်းရှိတယ်ရှင့်ဝင်နောက်ကိုလိုက်နေရင်းနဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်ပြတ်သွားတဲ့အခိုက်အတန့်တွေလည်းရှိတယ်ရှင့် ဒါတွေကလုံးဝကိုတတိထားရမယ့်တာအကြောင်းအရာတွေပဲဖြစ်ပါတယ်ရှင်။ကျွန်မရဲ့ view file လေးကတော့ဒီလောက်ပါပဲရှင်။အဆုံးထိလိုက်ပါကြည့်ရှုပေးရတော့အားလုံးကျေးဇူးအများကြီးတက်ပါတယ်ရှင်။နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။